မတွေ့တာကြာပြီဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မှာတော့ဗီဒီယိုတစ်လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာစာပြီးနားမလည်တဲ့အမျိုးသားတွေဘယ်လိုလုပ်မလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါရစေ။ဒီနေ့ဗီဒီယိုလေးမှာတော့ကိုနဲ့အတူတူတင်ရတာဖြစ်တန်းပေးတဲ့နောက်မှာအမျိုးသားကဘာလို့ပြောင်းလဲသွားတာလဲဘာလို့အဆက်တွေမလို့တော့တာလဲအဲ့လိုလုပ်ရတဲ့အကြောင်းရင်းအแทးကလေးချက်ကိုပြောပြတော့မှာဖြစ်ပါရစေနော်။ အမျိုးသမီးတွေခေါင်းထဲမှာဒီကောင်ကငါ့ကိုမရခင်တုန်းကဒီတော့မလို့လို့ရှင်တော့မလို့လို့နဲ့ငါ့ကိုစိတ်ရှုပ်အောင်ကိုတွေးကခဲ့ပြီးတော့အခုတော့တငယ်အတအတူဖြတ်တန်းပြီးတော့ငါ့ကိုဘာလို့အဆက်တွေမလို့တော့ဒါလဲပေါ့နော်ပြီးတော့ဘာလို့ပြောင်းလဲသွားတာလဲအဲ့လိုဖြစ်ဖို့တဲ့အချိန်တွေအမျိုးသမီးတွေရှိတတ်ကြပါတယ်မင်းကလေးဖက်ကကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးတော့တထွက်ပြီးတော့ခံပြင်းเสียအနေထားပေါ့နော် ရှေ့လျှောက်ကျမတို့ကအမျိုးသားတွေနဲ့ပတ်သက်လို့အစီအစဉ်ရှိတယ်ဆိုရင်အခုပြင်ဆင်လာတဲ့အချက်လေးကိုအဆုံးထိကြည့်ပြီးလိလာသိရှိဖို့လိုအပ်ပါလိမ့်မယ်။အဲ့ဒီချက်ထဲမှာတော့နံပါတ်၁ချက်အနေနဲ့အမျိုးသမီးရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့စိတ်ပြတ်သွားတဲ့အခြေအနေတခါတလေမှာအဲ့လိုကောင်းမျိုးတွေရှိပါတယ်။ပုံနွေးတဲ့ညလေးကိုအတူဖြတ်တန်းမှာ အပြင်ပုံစံကိုကြည့်ပြီးတော့စိတ်ကူးထဲကခမန်းထားတဲ့ body အမျိုးအစားရှိတတ်ကြတယ်။အဲ့တော့သူတို့ရဲ့စိတ်ထဲမှာအချိုးအစားကိုကြိုက်တယ်မိန်းကလေးဆန်တဲ့ဘာညာပေါ့နော်တကယ်တကယ်အတူဖြတ်တန်းတော့သူစဉ်းစားထားတဲ့ပုံစံနဲ့နည်းနည်းလေးမှမဟုတ်တဲ့အများကြီး꽌နေတာမျိုးအခုခေတ် အမျိုးသမီးအများစုက fiction နဲ့ပတ်သက်ပြီးအမြင်ရှိတဲ့အတွက်ကြောင့်မို့လို့ cover လို့တင်းတဲ့နေရာကို cover လို့ တဲ့နေရာမှာအရန်တော်ကြတဲ့အတွက်ကြောင့်အမျိုးသားရဲ့အသွေးထဲမှာ သူမက အစီတွေပါတွေမရှိဘဲနဲ့အရန်လာတဲ့ဆွဲဆောင်မှုရှိတယ်ထင်ခဲ့ပြီးမြဲတကယ်တကယ်အဝတ်အစားချွတ်ပစ်လိုက်တဲ့အချိန်မှာဖုံးထားတဲ့အစီတွေထွက်လာတာတော့ဘောနော်နောက်တစ်ခုကမိမကိုငိပတ်နေတာတို့အနတ်အသက်တွေနဲ့မတန့်ရှင်းတဲ့အချုံပုတ်ဖြစ်နေတာမျိုးတို့ပေါ့နော်အဲ့ဒီအချိန်မှာသူတို့အရန်အော်ပြီးတော့စိတ်ပြတ်ကြတယ်လို့ပြောကြပါတယ် အမှန်တကယ်ကိုကတကယ်ချစ်တယ်ဆိုရင် တွဲနေရင်နဲ့ကိုမချိတ်တဲ့အချက်တွေသူလိုအပ်နေတဲ့အချက်တွေကိုပြုပြင်အောင် ပြောလို့ရတယ်မလားဒါမဲ့အဲ့လိုပဲထွက်သွားရင်ကျေစွတင်လိုက်ပါအဲ့လိုလူတွေကအမြဲတမ်းကိုကို တခြားသူတွေနဲ့ရှင်ပြီးတော့နင်ဟာအသားမဲတာတခါတလေစိတ်ပင်ပန်းပြီးတော့အသားအရင်ဂယုစိုက်မိလို့အစာမလိုဝှက်ချင် ပောက်တာတောင်မှအနည်းမျက်နာကငစ်ပတ်နေတာပဲဝှက်ချင်တွေနဲ့ အကစားလို့ဖို့အချိန်မပေးနိုင်လို့ပိုက်ပို့ပြီးတော့အစီထွက်လာရင်ဝါနေပြီးတော့ဘော်ဒီပုံကပြက်နေပြီးတော့ဝိချအဲ့လိုအနာကနေစိတ်တက်စေမယ့်စကားတွေပဲပြောတာကိုပြီးတော့တင်မလာတော့ဘူးဆိုရင်တင့်ကိုပြုတ်ပြင်းမယ့်အစားတခြားလှတဲ့သူတွေနဲ့ဖောက်ပြန်တိုင်ချင်းများတဲ့သူတွေပါနံပါတ်၄ချက်အနေနဲ့အစကတည်းကသူနဲ့အတီးတွဲဖို့မဟုတ်ဘဲနဲ့ one night stand အဖြစ်ပဲတွေးခဲ့ကြတာအကြောင်းပါ အဲ့လိုအမျိုးသားက အမျိုးသမီးကိုစကားချိုချိုနဲ့တွေးဆောင်ပြီးတော့တင်ရတာအတူတူဖြတ်တန်းချင်းလာအောင်လုပ်ခဲ့ပြီးမယ်အဲ့ဒါကအစကတည်းကတင်ရတာအတွက်ပဲဖြစ်ပါတယ်မွေးနေတာပဲဗာရင်မွေးသုံးနေတာလဲနေကတကယ်ကိုသူများနဲ့မတူပဲအရန်ဆွဲဆောင်မှု ရှိတာပဲပေါ့နော်အဲ့လိုမျိုးနေနဲ့ပတ်သက်တဲ့အရာအားလုံးကိုစိတ်ဝင်စားနေတယ်အဲ့လိုစကားတွေပြောပြီးတော့ဒီနေ့ ညအတူရှိခွင့်ရရင်တိတ်ကောင်းမှာပဲအချင်းတွေကုံရာမြန်လိုက်တာကိုမင်းကိုချားခဲ့ပြီးဘာလို့မတွားချင်တာလဲမသိတော့ဘူးပေါ့နော်အဲ့လိုမျိုးစကားချိုချိုနဲ့နင်းနဲ့အတူနေချင်းတယ်အဲ့လိုအတူတူဖြစ်သွားရင်မနစ်လောက်ကြာရင်တွဲရအောင်ပြောမဲ့ဒီဇိုင်းနဲ့ဒီမင်းကလေးနဲ့ပုံနွေးတဲ့ညတစ်ခုအတူဖြတ်တန်းဖို့အတွက်မင်းကလေးကိုလည်းအစားပြီးတော့နောက်ရက်တွေဖုံးမခေါ်တာမင်းကလေးကဖုံးစစ်ရင်လည်းဖုံးမကြိုက်တာတို့ဖုံးကြိုက်လိုက်ရင်လည်းဘယ်သူလဲအော် အလုတ်ဒီရှုပ်နေလို့စိတ်ထဲမှာတော့တော်တော်ရေရတဲ့စော်ပဲမင်းနဲ့အတူတဘောကြလို့ဖိခဲ့တာပဲဟာကိုဘာလို့မျောလင့်နေတာလဲပေါ့နော်တချို့တွေဆိုရင်တွဲရအောင်လည်းမပြောဘဲနဲ့ဒီတိုင်းဖုန်းစစ်ရင်ချူချူတတအေးအေးဆေးဆေးလက်ခံပြီးတော့နောက်တစ်ခါအတူအိပ်ဖို့ပြောကြတဲ့ကောင်တွေလည်းရှိပါတယ်လုံးဝကိုလက်မခံနဲ့နော်အမျိုးသမီးတွေတချို့ဆိုရင်ဖုန်းဆက်ရင်လည်းမကြိုက်တော့ဘူးအဲ့တော့အမျိုးသမီးကခံပင်းတော့တာနဲ့ဘာလို့ဖုန်းမကြိုက်တာလဲ နင်းနဲ့ငါအတီပြောမယ်ဆိုပြီးတော့အတော်သားချင်းနဲ့ဖုန်းတွေတောက်လျှောက်ဖုန်းတွေခေါ်နေရင်လဲအကောင်၆ပဲအာယုံနောက်တယ်ဆိုပြီးတော့ block သွားတဲ့အကောင်တွေလည်းရှိပါသေးတယ်အရင်ကကိုအပေါ်တဘောကြတဲ့အစိတ်ကိုတခါမှအတီမပြဖိုးတဲ့သူတယောက်ကရုတ်တရက်ကြီးဖြစ်စေဥပမာဘာတို့ဘာတို့မှနည်းနည်းမိုးရတဲ့အချိန်တို့မှမသိရင်ပဲနောက်နေ့တွဲမယ်ပြောမယ်ပုံနဲ့ရင်ခုန်စေမယ်အပြုတ်အမိုးတွေ လုပ်ရင်မစ်စမိတ်ပြီးတော့မယုံပဲတန်တရားဝင်ကြည့်စီခြင်းပါတယ်။သူရဲ့စိတ်ဆန္ဒအတွက်ဒီတညအတာနဲ့ကိုနဲ့အတူကုံဆုံးစီခြင်းလို့တရုတ်ဆောင်နေတာလည်းဖြစ်နိုင်တဲ့အတွက်ပါ။နံပါတ်၃ချက်အနေနဲ့အရာထဲမှာခံစားမှုကအထင်တလောက်မကောင်းခဲ့လို့ပေါ့နော်။ technique body တို့နဲ့မဆိုင်ပဲနဲ့ sex ခံစားမှုမှာအတတ်အတာတစ်ခုထိစီမျောဝင်မလာလို့စိတ်ပြရတယ်လို့ပြောကြတယ်အမျိုးသမီးအများစုက first time မှာ လွယ်တယ်လို့အထင်ခံရဖို့အတွက်ဒီတိုင်းပဲအယုတ်လို့ပြုသမျှနှိုးတဲ့ပုံစံနဲ့ပြီးသွားတတ်ကြပါတယ်အမျိုးသားကခုခုသဘောကျတဲ့ဆိုရင်သူ့လိုချင်တာကကြံတဲ့အရာထက်နှိုးနှစ်ဖက်စိတ်ကျဉ်တဲ့မှုပါဒါပေမဲ့အမျိုးသမီးကအစ်စ်ပင်လိုလဲနေရဆိုရင်အမျိုးသားကငါတို့ကကောင်းအောင်လှုပ်ပေးနေတာခုငါလှုပ်နေတာသူ့သဘောကျလားအဲ့လိုအတွေးတွေဝင်လာပြီးတော့အမျိုးသမီးကိုကြည့်ပြီးတော့ဆုံးဖြတ်ရခက်တဲ့အတွက်စိတ်ပြတ်သွားတတ်ကြပါတယ် ်တစ်ပင်ကိစ္စနဲ့အထင်လွဲကောင်းလွဲနိုင်ပြီမဲ့ first time မှာကိုတိသမ ्या တင်းတင်းတွေအကုန်ထုတ်ပြီးတော့ဆရာကြီးအထာနဲ့လှုပ်ရမလို့ပြောတာမဟုတ်ပါဘူးเนาะအဲ့ဒီတော့ပြောချင်တာက first time မှာအကုန်လုံးမလုပ်ဘဲနဲ့ဒီတိုင်းပဲတဏီယာထဲကိုပြတ်မှတ်ထားပြီးတော့အဲ့ဒီကိစ္စပြီးသွားရင်တော့သူစိတ်ထဲမှာလုံးဝလုံးဝမိလို့မရနိုင်တော့အောင်ချီတိုက်ခိုက်လိုက်ပါ အမျိုးသားရဲ့စိတ်ထဲမှာသူငါကိုဒီလိုခံစားချက်မျိုးပေးနိုင်တယ်သူပါလားဆိုပြီးတော့လုံးဝအမိမရအောင်ဒိုက်လိုလေးလုပ်ရင်းကြပါပြီနော်နောက်တစ်ခုကတော့အတန်အချိအပြုတ်အမိုးစတဲ့အထဲကနေကိုတဘောကြတဲ့နီလာနဲ့ခံစားချက်ကိုဖော်ပြနိုင်ရင်အตาလေးဖော်ပြနိုင်ရင်ကိုကောင်းမယ်ထင်ပါတယ်နံပါတ်၄ချက်အနေနဲ့အတူနေအိတ်ပြီးနောက်မှာလုတ်တဲ့အမျိုးသမီးရဲ့အပြုတ်အမိုးတွေစိတ်ပြတ်ဖို့ကောင်းလို့ အတူနေပြီးသွားရင်အမျိုးသမီးအများစုကငှားရတံဖို့အရှိဆုံးအရာကိုနေဝပေးခဲ့တာလို့တွေးရကြပါတယ်တကယ်ပဲဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒါကြောင့်အချင်းချင်းလွတ်လွတ်လပ်လပ်ရှိခဲ့တဲ့မအိတ်ခင်အချင်းအနေနဲ့မတူပဲနဲ့ဒီယောက်ျားငါ့ကိုပိုချစ်ရင်ကောင်းမယ်ငါ့ကိုတွဲရအောင်ပြောကောင်းမယ်ငါ့ကိုပုံကယူဆက်ရင်ကောင်းမယ်ဆိုပြီးတော့တွဲကတ်ပလိုက်တဲ့အချိန်မှာပြေတနာကစတာပါနော် အဲ့တော့အမျိုးသားရဲ့အတိအမွာလေးကစတခုချင်းစီတခုချင်းစီမျက်စိတောက်လျှောက်ကြည့်ပြီးတော့အရန်ကိုဆန်းဆန်းတင်းလို့တတ်ကြပါတယ်အဲ့တော့အမျိုးသားကသူနဲ့မအိတ်ခင်တောင်းသူကအစဉ်ပြေတဲ့သူဆိုပြီးတော့အတွဲဖို့တွေးထားခဲ့ပြီမဲ့အဲ့လိုလိုက်ပြီးတော့ပကြစ်ပကြစ်ဖြစ်နေတဲ့ဟာတွေကြည့်ပြီးတော့ဟာအရင်တုန်းကငါအစဉ်ပြေမလို့ထင်ခဲ့ပြီမဲ့တိတ်ပြီးတော့အာယုံနောက်တယ် တိတ်ပြက်စင်မပြေတော့ဝူးထင်တယ်အဲ့လိုအတွေးတွေဝင်လာပြီးတော့ဆက်ဆံရင်းကိုဖြတ်တောက်ဖြစ်လိုက်တဲ့အတူတွေလည်းရှိပါတယ်အဲ့တော့အဲ့လိုအခြေအနေဖြစ်သွားရင်ပြန်လဲလို့မှမရတာနော်အဲ့ဒါကြောင့်မို့လို့အတက်နိုင်ဆုံးကိုယ်စိတ်ကိုထင်းချုပ်ပြီးဘယ်လောက်ပဲအလိုအလင်းလိုနေပါစေစူးစားပြီးတော့အရင်တုန်းကပြုခဲ့တဲ့ပုံစံနဲ့အရန်ကို꽌ထွက်မသွားဖို့ကိုဂရုစိုက်ဖို့လိုပါတယ်တဖစ်လိုကမွန်းမချက်ပဲနဲ့စစ်အနောက်အရှက်မဖြစ်ပဲ ကိုကိုပူပြီးတဘောကြအကောင်းကြလာနိုင်ပါတယ်။အဲ့တော့အစင်မပြည့်ဖြစ်လာခဲ့လို့ဆိုရင်ကိုကိုကိုအရန်အပြစ်မတင်ဘဲနဲ့အမားထဲကနေပြီးတော့သင်ခန်းစာယူပြီးဘဝအတွက်ကိုအကောင်းဆုံးလျှောက်လန်းဖို့ကတော့အကြံပေးခြင်းပါတယ်။ဒီနေ့ဒီနေ့လေးပါတော့ဒီလောက်ပါပဲ။ဒီနေ့ဒီချိန်ထိအားပေးတဲ့အရောက်ချင်းစီတိုင်းအပေါ်မှာကျေးဇူးတင်တဲ့ဆက်လက်ပြီးမှ like share subscribe လေးကိုလည်းနှိပ်ပေးကြပါနော်။